ကဲအားလုံးပဲမင်္ဂလာပါဗျပရီးမီးယားလိပွဲစဉ်30ပြီးတဲ့အချိန်ဒီနေ့ပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားခေါ်ယူမှု10ခုကိုပြပြပေးသွားခြင်းမရယ်နံပါတ်10ကတော့ဒွန်နာရူမာပါမန်စီးတီးတို့အနေနဲ့မနစ်ကဘန်လီမှာလက်ဆွမ်းပြနေတဲ့ဂျိန်းထွက်ဖို့ကိုခေါ်ယူပြီးဖြစ်ခဲ့ပေမဲ့ပြောင်းရွှေ့စည်းကွက်ပိတ်ခတ်နေတဲ့အချိန်မှာတော့ PFC ကိုသမားဒွန်နာရူမာကိုထပ်မံခေါ်ယူလိုက်ပါတယ်လက်ရှိမှာတော့ဒွန်နာရူမာကပထမခေါ်ယူခဲ့တဲ့ဂျိန်းထွက်ဖို့ကိုဘယံထိုင်းကိုပို့ထားလိုက်ပြီပဲဖြစ်ပါတယ် နံပါတ်6က PSG ကနေဆန်တလန်ကိုခေါ်ယူခဲ့တဲ့နူတီမူကီလီပါမူကီလီနေနဲ့ဆန်တလန်ရဲ့နောက်တန်းမှာထိတ်တန်းခြေစွမ်းပြနေတယ်လို့လက်ရှိချိန်မှာဆန်တလန်တို့ကလည်းတန်းစီစီရဲ့အစမေးနေရာကိုပို့ဆောင်ထားနိုင်ခဲ့ပါတယ်ဒီရသည်ပရီးမီးယားလိရဲ့အကောင်းဆုံးနောက်တန်းခေါ်ယူမှုဖြစ်လို့ဒီရသည်တိုက်စစ်ကစားသမားတွေနဲ့တအူးချင်းတွဲဆုံမှုတိုင်းနှီးပွားကိုလည်းအောင်နိုင်ထားသူဖြစ်ပါတယ် နံပါတ်၈နေရာမှာယက်တီနေတဲ့ကစားသမားကတော့အာစနယ်ကွင်းလယ်ကစားသမားဟောင်းတူဖြစ်တဲ့ဂရီနစ်ချက်ကာပါ။ချက်ကာကတော့လီဗာကူစီကနေစနေလန်ကိုပေါင်၁၆တန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့33နှစ်အရွယ်ကွင်းလယ်ကစားသမားပါ။လက်ရှိစနေလန်ကွင်းလယ်မှာအရေးပါသောကွင်းလယ်ဘိုချိုးဖြစ်ခြေစွမ်းပြလို့နေပါတယ်။နဘက်ကနစ်ကတော့ AC ကနေ Man City ကိုပြောင်းရွှေ့လာခဲ့တဲ့ကွင်းလယ်ကစားသမား Ryan Jenner ပါ မစီဒီကွင်းလယ်မှာဒီရသည့်အစတဲ့ကတောက်လျှောက်ခြေစွမ်းပြရတဲ့ရိုက်ဂျန်နာကွင်းလယ်မှာဆွဲဆုံးသုံးလို့ရတဲ့ကစားသမားလည်းဖြစ်ပါတယ်။နံပါတ်6ကတော့မိုဟာမက်ခူဒဲပါဝက်ဆန်သင်းကနေစပါးကိုပြောင်းရွှေ့ခြေ55သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ကာနာဒါလက်ရှိမှာလည်းထိတ်တန့်ခြေစွမ်းပြပြီးဖန်တီးမှုတွေစတိုက်ပြလို့ထားနိုင်ခဲ့ပါတယ်။ခူဒဲတယောက်စပါးမှာခြေစွမ်းပြနေပေမဲ့ထိုက်တန်တဲ့အသိမဲ့ပြမှုတွေတော့မရရှိသေးပါဘူး။နံပါတ်9ကတော့ Manchester United တို့ Bradford ကနေခေါ်ယူခဲ့တဲ့ MU ဘာ26နှစ်ရှိပြီဖြစ်တဲ့ Cameron Thatcher မန်ယူမှာရှက်ရှက်တော့ခြေစွမ်းပြနေသလိုစစ်တပွဲကစား9ကိုသွင်းယူပြီးတကိုးဖန်ပြီးပေးထားသလိုကွင်းလဲမှာလည်းထိတ်တန့်ခြေစွမ်းကိုပိုက်ဆိုင်ထားတဲ့ကစားသမားဖြစ်ပါတယ်။နံပါတ်6ကတော့ Chelsea ရဲ့တိုက်စစ်မှုသစ် Joao Pedro ပါ။ ဘရိုက်တန်ကနေ68တန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ဘရာဇီးတိုက်စစ်မှုကချက်စီးမှာအကောင်းဆုံးခြေစွမ်းပြနေတယ်လို့ဆလေးဝဲကစား9ကိုသင်ပြီး3ကို ဖန်ပြီးပေးထားနိုင်ပါတယ်။နံပါတ်3ကတော့အာဆနယ်ကွင်းလယ်ခံစစ်ကစားသမားဆူဘီမန်ဒီပါရောက်ချင်းမှာပဲအာဆနယ်ကစားကွင်းနဲ့ချက်ချင်းအသားကျခဲ့ပြီးပွဲတိုင်းကိုအကောင်းဆုံးထိန်းချောင်းပေးထားနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ဆိုစီတက်မှာ600ရာစီကစားခဲ့ပြီးတွင်ကို10ကိုသာရရှိခဲ့တဲ့ကွင်းလယ်ဖြစ်ကစားသမားဟာအာဆနယ်မှာပွဲတိုင်းဒီပါအကောင်းဆုံးဆန်းဆောင်ထားနိုင်ပြီးဆန်းဘွဲကစား2ကိုသင်ပေးထားနိုင်ပါတယ်။ နံပါတ်2ကတော့ Man City ကနေ Everton ကိုအငှားပကစားခဲ့တဲ့ Jack Grealish ပါ Grealish နေနဲ့ Villa နဲ့အတူထိတ်တန်းခြေစွမ်းပြခဲ့ပေမဲ့ Man City မှာတော့ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပြီးအရန်ကုန်းမှာအနေများခဲ့ပါတယ်ဒါမှမဟုတ် Diaby Everton ကိုအငှားနဲ့ပြောင်းရွှေ့ပြီးတော့အရင်လိုခြေစွမ်းပြန်ပြကာ Everton နဲ့အတူ10ဝဲကစားတကိုးသွင်းယူပြီး၄ဂိုးဖန်ပြီးကထိတ်တန်းခြေစွမ်းကိုပြန်လည်ရရှိနေတဲ့ကစားသမားလည်းဖြစ်ပါတယ်နံပါတ် ကော်လီဘာပူးရဲ့အီကီတီကီပါထူးခြားကိုခြေဆွမ်းပြနေတဲ့ပြင်သစ်သားဟာလီဘာပူးကိုအီဇက်ရောက်ပြီးနောက်အီဇက်ရဲ့နောက်ဒုတိယဦးစားပေးတိုက်စစ်မှုအဖြစ်အားလုံးကသတ်မှတ်ခဲ့ကြရမယ်ထူးခြားအီဇက်နဲ့ပူပြီးခြေဆွမ်းပြကလီဘာပူးနဲ့အတူ73ပွဲကစား6ဂိုးသွင်းယူပြီးတကူဖန်ပြီးပေးလို့ထားပါတယ်ဒီစီးရင်ထဲမှာမပါဝင်ပေမဲ့ယူကာဆယ်ရဲ့ဝယ်တီမာဒီမန်ယူရဲ့ကိုစမားတစ်လေးလမ်းမန်းနဲ့အာစနယ်ရဲ့တောင်ပိုင်းကစားသမားတစ် မက်ဒူအကီတို့ကဒီယာသီမှာအတိမတ်ပြရမယ့်ကစားသမားတွေဖြစ်ပါတယ်။ဒီယာသီမှာမိတ်ဆွေတို့ရဲ့စစ်ကြိုက်ကစားသမားရှိရင်လည်းဆွေးနွေးပေးပါဦး။